နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဟောင်းဒေါအောင်ဆန်းစုကြည်နှင့်တမရဟောင်းဦးဝင်းမြင့်တို့၏တရားခွင်အတွင်အမှုရင်ဆိုင်နေရသည့်ရှားပါဗီဒီယိုမှတ်တမ်းများနှင့်ဒေါအောင်ဆန်းစုကြည်၏အချင်းထောင်အတွင်နေစဉ်နေထိုင်မှုမှတ်တမ်းအသေးစိတ်ကို The Guardian သတင်းဌာနကဖော်ပြခဲ့ပါသည်တမရော်ကနိုင်ငံတော်တာဝန်ကိုလွှဲပြောင်းရယူခဲ့သည့်2021ခုနှစ်ဖေဖော်ဝါရီလမှစပြီးဒေါအောင်ဆန်းစုကြည်နှင့်ပတ်သက်သည့်သတင်းများသည့်အနည်းငယ်သာထွက်ပေါ်ခဲ့ပါသည် ဒေါ်အောင်ဆန်းစုကြည်သည် လုံခြုံရေးတင်းကျပ်သည့်အကျဉ်းထောင်တွင်အကျဉ်းချခံထားရပြီးဟင်းရဲ့တရားရေးအဖွဲ့ကသာရန်ဖန်ရန်ခါတွားရောက်တွေ့ဆုံခွင့်ရခဲ့ပါသည်၂022ခုနှစ်ဩဂုတ်လနှင့်ဒီဇင်ဘာလတွင်ရိုက်ကူးထားသည့်အဆိုပါဗီဒီယိုမှတ်တမ်းများတွင်ဒေါ်အောင်ဆန်းစုကြည်သည်ဦးဝင်းမြင့်နှင့်အတူယာယီပြုလုပ်ထားသည့်တရားခွင်တွင် ထိုင်နေသည်ကို တွေ့ရပါသည် ဒေါ်အောင်ဆန်းစုကြည်သည်ဆွဲချက်အများပြားနှင့်ရင်ဆိုင်ခဲ့ရပြီး ထောင်ဒဏ်33နှစ်ချမှတ်ခံခဲ့ရတာဖြစ်ပြီးဗီဒီယိုမှတ်တမ်းများနှင့် အချက်အလက်များကိုပြည်သူရင်ခွင်အဖွဲ့က The Guardian သတင်းဌာနကို ပေးပို့ခဲ့ခြင်းဖြစ်သည်ဟုသိရပါသည်။အချက်အလက်များတွင်2024ခုနှစ်ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလများတွင် နေပြည်တော်ရှိထင်းသိမ်းရေးစခန်းတွင်နေထိုင်ခဲ့ရသည့်ဒေါအောင်ဆန်းစုကြည်၏နေစဉ်နေထိုင်မှုမှတ်တမ်းများကို ဖော်ပြထားခြင်းဖြစ်ပြီးပြည်သူရင်ခွင်အဖွဲ့နှင့်ဆက်နွယ်မှုမရှိသည့်အချင်းထောင်တည်င်းရင်းမြစ်တစ်ခုကလည်းထိုဗီဒီယိုမှတ်တမ်းများကိုအတည်ပြုခဲ့ပါသည်